မြန်မာတိုင်းနိုင်ငံလုံးကိုဝယ်နိုင်တဲ့ဘဏ်ကန်းနဲ့သူမရဲ့ပိုင်ဆိုင်မှုကိုထုတ်ကြွားခဲ့တဲ့တတိမကြီးစမိုင်း ပြည်သူများလုံးမင်္ဂလာပါရှင့် Agris Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တခြားလူတွေကသူတို့မှရှိတဲ့ပိုင်ဆိုင်မှုတွေ၊ချမ်းသာကြွယ်ဝမှုတွေကိုထုတ်ကြားနေချိန်မှာသူမရဲ့ပိုင်ဆိုင်မှုကမြန်မာတိုင်းနိုင်ငံလုံးကိုဝေလဲလို့ရကြအောင်ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်ခဲ့သူကတော့တတိမကြီးစမိုင်းဖြစ်ပါတယ်။ဒါကြောင့်လူတွေကစမိုင်းရဲ့ကြွယ်ဝချမ်းသာမှုကိုအံ့ဩတုံ့လှုပ်ခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ဝင်းမုံရွှေကြီးကတိန်းသုံးသိန်းကျော်ကြောက်စိမ့်လဲဆွဲဆွဲလိုက်တာ ဝင်းမှုရှေရခင်မုန်းတဲ့ကိုနိုင်ပြိုးကျော်ကဘယ်လိုချမ်းသာကြွယ်ဝတာနော်ဖောင်းရထားရဲ့ချစ်သူကိုထက်ခံဝင်းကဘယ်လိုမျိုးစီးပွားရေးလုပ်ငန်းတွေလုပ်တာစသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေပါတယ်ဒါအပြင်ဘယ်မင်းသမီးကဘယ်လိုရတနာတွေကိုဝိစင်တာဘယ်မင်းသမီးကတိုင်းတထောင်တန်ကားကိုဝယ်လိုက်တာစသဖြင့်သတင်းတွေကလည်းပြန့်နှံ့နေကြရပါဒီမတိုင်ခင်မှာတော့ Facebook ရဲ့အကြောဘရင်မဆုကိုအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့စမိုင်းကပဲစုခူးနေရဖြစ်ပါတယ် အထူးသဖြင့်တော့မြန်မာနိုင်ငံမှာမထင်မရှားတရုတ်ဆောင်တအူးဖြစ်ခဲ့တဲ့တရုတ်ဆောင် စမိုင်းကအမေရိကန်နိုင်ငံမှာချမ်းသာကြွယ်ဝတဲ့တတိမကြီးဖြစ်နေပါတယ်။ဒါကြောင့်လည်းစမိုင်းကဒေါ်လာ၁၈တန်တန်နဲ့စံအိမ်နဲ့ကားရီအများကြီးနဲ့အပန်းဖြေခရီးဟိုနာဒီနာသွားရင်တောင် ကိုပိုင်လျင်နဲ့နေနိုင်နေရဖြစ်ပါတယ်။ ဒါအပြင်စမိုင်းကသူမကင်တွင်နေ Gucci, LV, Chanel စတဲ့ကမ္ဘာကျော်စီးအကြီးဆုံး fashion အမှတ်တံဆိပ်တွေကိုပဲဝစ်စင်ပြီးတော့ internet ပေါ်မှာကြွားလုံးထုတ်နေပါတယ်။ဒါကြောင့်လည်းစမိုင်းကိုအားလုံးကအကြွားပရင်မှာပွဲပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့မြန်မာပြည်မှာစမိုင်းထက်အကြွားတန်တဲ့လူတွေပေါ်လာပါတယ်။ဒါကြောင့်လည်းအခုခါမှာစမိုင်းကသူမရဲ့ချမ်းသာကြွားဝပိုင်ဆိုင်မှုအစစ်အမှန်ကိုခြားပြလိုက်ပါတယ်။ အဲ့ဒါကတော့စမိုင်းကအမေရိကန်မှာ Elon Musk တို့ချမ်းသာကြွယ်ဝတဲ့တတိကြီးတွေသာကင်နိုင်တဲ့ဘဏ်ကအနက်ရောင် VIP ကတ်ကိုထုတ်ကြွားလိုက်ပါတယ်။ဒီလိုမျိုးစမိုင်းကကြွားလိုက်တာကြောင့်အလုံးကတော့ထိတ်လန့်တုန်လှုပ်သွားရပါတယ်။ဒီလိုမျိုးဘဏ်ကကအမေရိကန်နိုင်ငံမှာတော်ယုံတန်ယုံချမ်းသာကြွယ်ဝတဲ့တတိကြီးတွေတောင်မကင်နိုင်မယ်။တကယ်ဘီလီယံနာတတိကြီးတွေကပဲကင်တွေ့နိုင်တာပါ။အခုတော့စမိုင်းစီမှာဒီလိုဘဏ်ကမျိုးရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းစမိုင်းရဲ့ပိုင်ဆိုင်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုအလုံးကအင်အားသိမ်းခဲ့ရပါတယ်။စမိုင်းက VIP credit card ်ကိုကင်ထားနိုင်တာကြောင့်မြန်မာတိုင်းနိုင်ငံလုံးကိုတောင်ဝယ်ယူလို့ရတဲ့ငွေပမာဏမျိုးထိချမ်းသာကျွေးဝါနေပြီလို့ဆိုရမှာဖြစ်ပါတယ်အစောပိုင်းမှာတော့လူတွေကစမိုင်းဟာချမ်းသာကြွယ်ဝမှန်းသိပြီးသားဆိုပေမယ့်ဒီလောက်ထိချမ်းသာကြွယ်ဝနေမှမသိခဲ့တာဖြစ်ပါတယ်။အခုတော့စမိုင်းကဘီလီယံနာတထေးကြီးဖြစ်နေတာကိုသိခဲ့ရပါတယ်။ ။စမိုင်းကနောက်ပိုင်းမှာတော့အဆိုပါဘန်ကက်ကိုကြွားတဲ့ဗီဒီယိုကိုပြန်ဖြတ်သွားပါရယ်။ဒါပေမဲ့လည်းလူတွေနားမလည်နိုင်တဲ့အချက်တခုကစမိုင်းကဒီလိုမျိုးချမ်းသာကြွယ်ဝနေပေမယ့်ဘာစီပွားရေးလုပ်ငန်းတွေလုံးလို့ဒီလောက်ထိချမ်းသာကြွယ်ဝနေရလဲဆိုတာမသိကြပါဘူး။တချို့သောပရိသတ်တွေကတော့စမိုင်းဟာတခြားတယောက်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုနာမည်ခံထားတာဖြစ်ပြီးတော့ကိုယ်ပိုင်ငွေနဲ့ချမ်းသာကြွယ်ဝတာမဟုတ်ဘူးလို့ဆိုကြပါရယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံတနိုင်ငံလုံးကိုဝယ်ယူနိုင်တဲ့အချမ်းသာကြွယ်ဝနေတဲ့စမိုင်းရဲ့နောက်ကယ်မှာဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာပြောသွားခဲ့ ခဲ့ပါအောင်ရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်